အခုတင်ဆက်ပေးမယ့်သတင်းကတော့28ရက်နေ့အတွင်းနော်ဝေကမ္ဘာဖလားရှိစစ်ပွဲပထမဆုံးအောင်မြင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ နော်ဝေကမညံ့ညကစားခဲ့တဲ့ကမ္ဘာဖလားရှင်စစ်ပွဲမှာအီတလီကို၄ဂိုးတကူနဲ့အနိုင်ရခဲ့တာကြောင့်နှစ်ပေါင်း၂၈နှစ်တွင်ပထမဆုံးအကြိမ်ကမ္ဘာဖလားရှင်စစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။နော်ဝေဟာ၁၉၉၈ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာပအဝင်ကစားခွင့်ရရှိခဲ့ပြီးနောက်မှာကမ္ဘာဖလားရှင်စစ်ပွဲမှာအောင်မြင်တော့တာဖြစ်ပါတယ်။အီတလီကိုနိုင်ရခဲ့တဲ့ပွဲမှာတိုက်စစ်မူဟာလန်က၂ဂိုးသွင်းနေတာကြောင့်ဥရောပဆုံးကမ္ဘာဖလားရှင်စစ်ပွဲတွင်မှာဂိုးများစွာသွင်းထားတဲ့သူပဲဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ နော်ဝေးဟာကစားခဲ့တဲ့ကမ္ဘာပလာရှစ်စစ်ပွဲအစဉ်တွေအားလုံးကိုအနိုင်ကစားပြီးတော့ရှစ်စစ်ပွဲအောင်မြင်ခဲ့ရလဲဖြစ်ပါတယ်။အီတလီကတော့အောက်စုဒုတိယနေရာပဲရခဲ့တာကြောင့်ရှစ်စစ်ပွဲအောင်မြင်ဖို့အတွက်အောက်စုဒုတိယရတဲ့အသင်းတွေကြီးထိတ်တန့်ရန်ဆိုင်ရမယ်ပလေးအော့ဖ်ကစားရတော့မှဖြစ်ပါတယ်။အီတလီက2014ခုနှစ်ကလေးကကမ္ဘာပလာရှစ်စစ်ပွဲမှာအောင်မြင်ခဲ့တာကိုအဆုံးသတ်ဖို့အတွက်ပလေးအော့ဖ်ပွဲစဉ်မှာနိုင်ရအောင်ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။